ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါ လူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါ မကွေးတိုင်း၆မြို့နယ်မှာအာနာသိန်းစစ်တပ်ကစစ်ကြောင်းထိုးပြီးရွာနေရွာကိုမိရှို့ခဲ့တာကြောင့်စစ်ရှောင်နေရလို့တောင်သူတွေအခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေစီကစုံစမ်းသိရပါဗျ။ ဇော်လ20ရက်နေ့လယ်တနာရီခွဲဝန်းကျင်မှာ6မြို့နယ်ကလွင်ကျဲကန်နဲ့ထိန်ကန်ရွာတွေကိုအာနာသိန်းစစ်တပ်ကစစ်ကြောင်းထိုးမိရှို့ခဲ့တာလို့သိရပါဗျ။လွင်ကျဲကတဝက်ပါသွားတဲ့မနှက်အစိုးကြီးဝင်လာတာမကြီးကုန်းအနောက်မြောက်ဘက်ကနေဝင်လာတာဝင်မရလို့မကြီးသောရွာဘက်ကနေပြန်ဝင်လာတာလို့6ဒေသခံတဦးကတနေရှင်ဘွိုက်စ်ကိုပြောပါဗျ။လွင်ကျဲကန်ရွာနဲ့ထိန်ကန်ရွာဟာ နှစ်ရွာပေါင်းအင်ဂျီ250ဝန်းကျင်ရှိပြီးအင်ဂျီ100ဝန်းကျင်မိလောင်သွားတယ်လို့ဆိုပါတယ်။လွင်ကျဲကန်နဲ့ထိန်ကန်ရွာကန်တွေအပြင် အနီးအနားကလင်းကရောရွာနဲ့မကြီးကုန်းရွာတွေလည်းဆစ်ဆောင်နေရတယ်လို့သိရပါတယ်။အခုချိန်ကမြေပဲတွေကျင်းနေတဲ့ချိန်ဆကဆကလုံးရတဲ့မိုးသေးတုံးကျရတာလေးမိုးကမမှန်ဘူး။တချို့မြေပဲမျိုးလဲမိတဲ့ပါသွားပြီး ာနဲ့ကျဲမလဲအခုကမျိုးပြန်ဝယ်ကျဲရတော့မယ်ပြန်ဝယ်ဖို့ကလည်းအခုချိန်လူတိုင်းကျဲပြီးနေပြီနွားတွေလည်းဘယ်စီရောက်နေလဲမသိဘူးအသက်ကအရေးကြီးတာဆိုတော့လူပဲအလွတ်လာကြရတာလို့မြေပဲဆိုင်တောင်သူတွေရဲ့အခြေအနေကိုသိတဲ့ဒေတာခန်အမျိုးသားတဦးကတနေရှင်ဘွိုက်စ်ကို ပြောပါရယ်ထောက်မြုံတဲ့ဒေတာခန်တွေဟာမြေပဲကိုအထူးကစိုက်ပျိုးကြရတာဖြစ်ပြီး အခုအာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းထိုးမိရှုမှုကြောင့်စစ်ကြောင်းပြန်ထွက်သွားရင်တော့မြေပဲဆိုင်ပြို့ဖို့အတွက်အခက်အခဲရှိနေကြတာပါ